အားလုံးပဲမင်္ဂလာပါရှင်။ကျမရဲ့ခင်တနာ YouTube Channel Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အပတ်စဉ်တမင်းကလေးနေတိုင်းကျမပြောပြနေတဲ့ Grace and Pressure ဆိုတဲ့ခေါင်းစဉ်အောက်ကနေဒီတစ်ပတ်ပြန်လည်ရရှိလို့လာပါပြီ။ဒီတစ်ပတ်မှာတော့ကျမပြောရေးဆိုခွင့်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျမရေးထားဘူးတဲ့ကျမစနစ်လေးပုံမှာပြောထားဘူးတဲ့အကြောင်းအရာလေးကိုဒီနေ့ပြန်ပြောချင်ပါတယ်။အဲကျမတို့တငယ်ချင်းတွေကြားထဲမှာ အရင်ရှင်းနေသွားရင်အချင်းချင်းပြောမနာဆိုမနာဖြစ်ကြတယ်ဆိုရင်အဲတခုခုကျမတို့လုံလုံဖို့လို့အဲတခုခုအကြောင်းအရာကြီးပြောရဲဆိုမနိုင်ရင်ပေါ့နော်ထားလိုက်ထားလိုက်ယူစိတ်ချမ်းပါရင်တိုင်းပြည်အေးချမ်းနေဆိုပြီးကျမတို့ကစကားနဲ့အနိုင်ပိုင်းလေးရှိတယ်ပေါ့နော်ဒါတိတ်ရှင်းနေနေတဲ့လူမှသုံးလို့ရတဲ့စကားပေါ့နော်အဲ့တော့ယူစိတ်ချမ်းပါရင်တိုင်းပြည်အေးချမ်းနေဆိုတဲ့စကားကဘယ်ကနေစဉ်းသက်လာလဲမသိပြီမြဲအဲကျမသိတဲ့လောက်ကျမဖတ်ဖို့တလောက်ကတော့ဟိုအရင်တော့ လူကြီးတွေကအယူစကားနဲ့ခလေးစကားကိုမှန်တယ်လို့ပြောတယ်ရှိကြတယ်။ဒါကြောင့်မင်းရှင်ပြင်းနေလက်ထက်ကရှင်ပြင်းနေရှိကိုအခစားဝင်မဲ့မူးကြီးမက်ရတွေရဲ့လမ်းတလျှောက်မှာဟောပေါ့တပောင်အတိတ်တပောင်ကောက်တယ်ပေါ့နော်။ဟိုကလေးကဘာစကားပြောလဲ၊ယူကဘာစကားပြောလဲအဲ့ဒါတွေကိုမှတ်ထားပြီးတော့နန်းထွင်းနဲ့ရောက်လို့ရှင်ပြင်းနဲ့တွေ့တဲ့အခါရှောက်ထားတဲ့အခါမှာဒီအတိတ်တပောင်နေနဲ့ကောက်ပြီးတော့ရှင်ပြင်းကိုတိုင်းပြည်ရဲ့အတိုင်းပြည်ရဲ့အကြောင်းအရာတွေဆက်ဆက်ပြီးရှောက်ထားတယ်လို့ဖတ်ဖို့တယ်ပေါ့။ ဒါဆိုရင်အယူစကားနဲ့ကလေးစကားဟာမှန်တတ်တယ်ဆိုတာကိုရှေ့ဘရင်တွေတစ်ထည်ကလက်ခံထားတယ်ဆိုတဲ့သဘောပေါ့နော်။ဒါပေမဲ့အဲ့မှာအရှင်ဘရင်တွေဆိုတာကလည်းလက်ခံနေဆိုပေမဲ့အတိတ်တပောင်တွေစိုးတာပဲဖြစ်ဖြစ်ကောင်းတာပဲဖြစ်ဖြစ်သူတို့ကကောင်းတာနဲ့ကြားချင်တာ။ဒီမှာဖတ်ဖို့တလားပေါ့နော်။အဲသူတို့မြောက်ပင်ပြောဆိုတဲ့အကြောင်းအရာတွေပဲအဲနားထောင်လို့တယ်။အဲသူတို့ကိုဖုံးတော်ဖွဲ့အဲဖုံးတော်ဘွဲပေါ့နော်ဖုံးတော်ဘွဲရေးတဲ့တင်သွင်းတဲ့အကြောင်းအရာတွေပဲနားထောင်လို့တဲ့ရှင်ဘရင်က ခက်ဆက်ဆက်တော်တော်များခဲ့တယ်ကျွန်တော်တိုင်းပြည်တော့မဟုတ်ပါဘူးတိုင်းဘရင်စနစ်နဲ့နဲ့အုတ်ချုပ်ခဲ့တဲ့တိုင်းပြည်တော်တော်များများမှာဒီသမိုင်းကြောင်းဟာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့မှာဒီအဲ့အကြောင်းအရာပေါ့နော်ဒီရှင်ဘရင်နဲ့ဆက်ဆက်တဲ့အကြောင်းအရာတွေကိုကျွန်မငငယ်ရဖတ်ဖို့တဲ့ပြည်စည်းဘာယာဝတ္ထုတွေကပေါ့နော်ဆရာစော်ကြည်ရေးတဲ့ပြည်စည်းဘာယာဝတ္ထုတွေကတော့အဲအဲ့ထဲကတွေးမိတဲ့လူတယောက်ပေါ့နော်သူဘယ်လိုတွေးလဲဆိုတော့ဆရာစော်ကြည်ရေးထားတာနော်အပေါ်ရှင်ဘရင်ဆိုတာတဲ့ရှင်ဘရင်ကိုသူတွေးတယ်ပေါ့နော်ဒီလူက တွေ့တော့ရှင်ဘီရဲ့အဖေကဘာလုပ်လဲဆိုရှင်ဘီရဲ့မယ်တဲ့ဒါတော့ထပ်သွားတယ်အဲ့ရှင်ဘီရဲ့နောက်ထပ်အဖေပေါ့အဖိုးကလည်းဘာလဲရှင်ဘီရဲ့မယ်တော့ရှင်ဘီရဲ့ရှင်ဘီရဲ့ရှင်ဘီရဲ့နဲ့တတိတဒန်းကြီးအဆုံးတိတွေ့တယ်အဆုံးတမှာလူတယောက်ပဲတဲ့ပြောချင်တာရှင်ဘီရဲ့ဆိုတာလဲလူတွေကလူပဲတဲ့ဒါဆိုရင်ဘာဖြစ်လို့ပြည်သူတွေလူတစ်ခါတည်းရဲ့ထိတ်ဖျားမှာရှင်ဘီရဲ့အဖြစ်နေနိုင်ရတာလဲလူအပေါင်းရဲ့ထိတ်ဖျားမှာဩစာအာနာနဲ့နေနိုင်ရတာလဲဆိုတော့တူတကားတဲ့ထူကြတဲ့ တတိရှိလို့ပဲဖြစ်ရမယ်တတိဒူပေါ့နော်တတိဒူရှိလို့ပဲဖြစ်ရမယ်အဲလူတွေရဲ့အကျိုးစီးပွားကိုကြီးပွားအောင်လုပ်နိုင်တဲ့ကြံ့ရည်ဖန်ရည်ရှိတဲ့သူမလို့ရှင်ဘရင်ဖြစ်တာနေမယ်တဲ့ဒါဆိုရင်အဲ့လိုရှင်ဘရင်လူတွေရဲ့အကျိုးစီးပွားတွေကိုဟိုကြီးပွားအောင်အဲလုပ်တဲ့လူအဲပြည်သူတွေအကျိုးစီးပွားကိုလိုလားတဲ့လူကအဲရှင်ဘရင်ရဲ့အဆောင်အယောင်နဲ့မနေရရင်လည်းရှင်ဘရင်မြည်တယ်တဲ့ ဒါဆိုရင်ချင်းမင်းအဆောင်ရောင်နဲ့နေနေရပြင်မဲ့လူတွေရဲ့အကျိုးစီးပွားကိုတိုးတက်အောင်လုပ်မယ်ပြည်သူလူထုရဲ့ဆင်းရဲဒုက္ခတွေကိုအဲရောပါအောင်လုပ်မယ်တိုင်းပြည်အေးချမ်းအောင်လုပ်တာမဟုတ်ဘူးဆိုရင်နဲ့ချင်းမင်းရဲ့အဲတလွန်ပြတ်တက်မှာထိုင်နေပြင်မဲ့ဘရင်ပြညတ်ပဲဖြစ်တယ်တဲ့ဘရင်မမီပါဘူးတဲ့ဒါဆိုရင်ဆက်တွေ့တယ်ဒီပြည်ကြီးပါရတဲ့ကစက်ကောင်ပေါ့နော်ဆိုင်ဆရာဆရာဇော်ကြီးကဆက်တွေ့ခိုင်းတာပေါ့ တကယ်လို့တဲ့အဲ့ဘာရချင်းမှမရှိဘဲနဲ့သူတကားရဲ့ထိတ်မှရှင်ပြင်းဖြစ်နေတဲ့ဘသူအပြက်လဲတဲ့ရှင်ပြင်းဖြစ်မဟုတ်ဘူးတဲ့ကို့ခွင့်ရေးကိုမသိတဲ့အတ္တအတ္တကို့ခွင့်ရေးကိုမသိတဲ့အတဲ့ပြည်သူတွေကြောင့်ရှင်ပြင်းဖြစ်တာတဲ့ပြည်သူတွေညံ့လို့ဖြစ်တာတဲ့ဒါဒါပြည်ကြီးပါတယ်မှာ ဆရာစောကြီးပြောထားတာပေါ့နော်အဲ့တော့ထီးနဲ့နန်းနဲ့ခန်းစားနေရမယ်ဘင်းပြည့်ညက်တတိတူတွေမရှိဘဲနဲ့ဘင်းဖြစ်နေဘင်းအပြစ်မဟုတ်ဘူးတဲ့မလိုအပ်ဖက်နဲ့အရင်ကြီးတိမ်မွေးတဲ့အယူသေးတရားတွေများပြီးကိုယ့်အခွင့်အရေးကိုမသိလို့တဲ့အဲ့တော့ပြည်ကြီးပါရတဲ့မှာတော့လက်တွေ့ကြကြတွေးဝင်ပေမဲ့အကောင့်ထင်မဖော်ဝင်တဲ့အမှန်မင်းနေရကြတော့ရှင်ပြင်းရှိရောင်ရင်ဖုံးတော်ဘွဲတွေပဲရှောက်တယ်နဲ့တနည်းပြောရရင်ပြည်သူဗန္တာတွေကိုလိန်စားနေခဲ့တယ်တဲ့အဲ့တော့ရှင်ပြင်းခစ်ကနဲ့ ခက်အဆက်ဆက်ပေါ့နော်ခက်မီဖြူဖြူတွတ်တွတ်သောနိုင်ငံတော်တစ်စီတို့ဆိုတဲ့ကြောက်တီအချိန်ကြီးဒီလိုပဲအဲဘရင်ဘရင်ကနေပြီးတော့ဟိုတဖြည်းဖြည်းဟိုအခေါ်တွေပဲပြောင်းသွားမယ်ပေါ့နော်ပြောရင်တော့အကြီးအကဲပေါ့ဌာနတစ်ခုရဲ့အကြီးအကဲတွေကိုအောက်မှာရှိတဲ့ပြောရေးဆိုခွင့်ရှိတဲ့သူတွေကမပြောဘဲနဲ့အရာရာဟိုပေါ့အစဉ်ပြေတယ်တိုးတက်တယ်ပဲလုပ်ခဲ့တာပေါ့အဲ့လိုမျိုးနဲ့ကျမဖြတ်သန်းခဲ့ရတဲ့အခါမှာကျမ ဝန်ထမ်းဘဝပေါ့နော်ကျမဖေကလည်းမလေးတိုင်းမူစီမူဘဝပါကျမထူးထူးခြားခြားတွေ့ခဲ့ရတဲ့အရာရှိတယောက်ပေါ့နော်အဲ့အရာရှိတယောက်အကြောင်းကိုကျမကဒီပြည်ကြီးပါရကိုထုံနဲ့ချိတ်ဆက်ပြီးတတိယသွားတာပေါ့နော်အဲ့မှာဘာလဲဆိုတော့ဟိုကျမအခုပြောရင်လက်ရှိဒီဟောပေါ့နော်အော်တရှိတင်ရှာရှိရဲ့လူကြီးဆိုသိမှာပါပေါ့နော်အဲကျမတို့အဲ့ဒီဝင်ကြီးတပားလက်ထက်ပေါ့နော်ဟိုဟိုဟိုခက်ကောင်ကြီးတပားတက်ကသူကသူ့ရဲ့လက်ထက်မှာအရာရာ ဌာနတွေမှာဖွံ့ဖြိုးတိုးတက်တယ်လို့ဖြစ်ချင်တယ်ပေါ့နော်အဲဖြစ်လက်ထိုက်ပြဖြစ်ပါတယ်တန်ရှင်းတည့်ရတာကိုကြိုက်တယ်ပေါ့သူကအဲ့တော့အဲသူစကန်နေဝင်စစ်မယ်ဆိုရင်ထွန်ဆက်စကန်နေပေါ့နော်ထွန်ဆက်စကန်နေဝင်စစ်မယ်ဆိုရင်အဲဖုံမရှိနဲ့ရှော့မရှိနဲ့ထွန်ဆက်တွေထည့်တယ်မှာသူအဲ့လိုမျိုးကြိုက်တယ်ပေါ့ကြိုက်တော့ဒီဝင်ကြီးကြိုက်တာဖြစ်တဲ့အတွက် MDDG တွေကလည်း အောက်ခြေထောက်သားစခန်းတွေကိုဒီလိုခိုင်းရတယ်ပေါ့နော် MPDG ကနေတိုင်းဦးစီးပြည်နယ်ဦးစီးမှုပဲပြည်နယ်ဦးစီးမှုတိုင်းဦးစီးမှုကလည်းထောက်သားစခန်းမှုတွေကိုဒီလိုဆင်ခဲဆင်ခဲပြောရတယ်ပေါ့အတည့်ရကြတော့ထောက်သားစခန်းတွေမှာတော့အစီး90စခန်းအစီး100စခန်းလို့ရှိတယ်အစီး100စခန်းဆိုရင်တော့ပတ်ကားပေါ့နော်ထောက်သားစခန်းအကြီးကြီးပေါ့အဲ့စခန်းကိုတဲ့ဝင်ကြီးလမ်းကြောင်းဖြတ်သွားတဲ့နေရာနဲ့ဒီထောက်သားစခန်းအစီး100ရှိတဲ့စခန်းကိုဖြတ်သွားမှာဆိုတော့ဝင်စစ်မယ်တဲ့စစ်မယ်ဆိုတဲ့အကြောင်းအရာကိုပြောတဲ့အချိန်က အဝင်ကြီးပြောတဲ့အချိန်နဲ့စစ်မဲ့အချိန်နဲ့ကတ်နေတာပေါ့နော်အချိန်ကရက်တူသွားတူသွားတဲ့ခါကျတော့ထွန်စခန်းထဲမှာရှိနေတဲ့ထွန်ဆက်တွေအဲထဲသွားတွေဒီလေယာ3စက္ကရာပစ္စည်းတွေကဟိုစိုက်ပျိုးဟိုလေယာစိုက်ပျိုးစပားစိုက်ပျိုးနေတဲ့အချိန်ဖြစ်တဲ့အတွက်အတီးတီးအကုန်လုံးကဟောပေါ့ဟိုလုပ်ငန်းဝင်နေတဲ့ရောက်နေပြောရရင်တော့လေတဲ့ရောက်နေပါတော့ရှားတဲ့လေတဲ့ကိုင်းနေရောက်နေပါတော့လုပ်ငန်းဝင်နေရောက်နေတဲ့ခါကျတော့အချိန်ကြီးဝင်ကြီးစစ်လို့ရအောင်ဆိုပြန်သိမ့်နေပြန်သိမ့်မြင်မဲ့ အချိန်မီမပြီးဘူး။ဒါဆိုဝင်းကြီးလာခံနီးမှာကပ်ပြီးတိမ့်လို့ရတဲ့ထွန်ဆက်တွေထည့်နေမှာတော့ရှုံနေဦးအချိန်မီမဆေးလိုက်နိုင်ဘူးပေါ့နော်။ရှုံနေမပြောင်းသွားဘူးပေါ့။အဲ့ဒါနဲ့ဝင်းကြီးလက်ဝင်စကောဝင်းကြီးကတွေ့ပြီ။တွေ့တော့တွေ့တော့သူဒေါသထွက်ပြီ။သူဝင်စစ်မယ်လဲပြောတယ်။သူဟာဒီထွန်ဆက်တွေထည့်သွားတွေကိုဖုံးတမြဖုံးတမုတ်တောင်ရှိအောင်မကြိုက်အောင်တန်ရှင်းစေတာတိ တန့်ရှင်းစေခြင်းနဲ့စိတ်ရှိတာကိုသိရတဲ့သူလဲဝင်စစ်ပါမယ်ပြောရတဲ့ဒီလိုမျိုးရှုံပေပွားနေတဲ့ထဲတွေထုံတွေကိုပြထားတာဟာသူ့ကိုမထီလေးစားလောက်တာပါဆိုပြီးသူဒေါသပုံထားပါတော့။ထားတဲ့ခါကျတော့ကျန်တဲ့အကြီးကဲလူကြီးတွေကလည်းဝင်းကြီးဒေါသထွက်တဲ့ခါမှာဘူးဖြစ်ရှင်းရင်မဖြစ်ရှင်းရတဲ့ခါကျတော့အဲထုံစစခန်းမှုကိုနောက်ဆုံးအလုပ်ဖြောက်တော့မယ့်အထိဝင်းကြီးကပြောလာပြီပေါ့နော်။ပြောလာတော့အဲ့ထုံစစခန်းမှုပြောတဲ့စကားအရာရှိနော်။အဲ့အရာရှိပြောတဲ့စကားကိုကျွန်မ အသက်20ကျော်အရွယ်မှာဟိုနားနဲ့ကြားခဲ့ရပြီးတော့ကျမစိတ်ထဲမှာစွဲနေခဲ့တာအဲ့အကြောင်းလားတူတော့ဖာပြောလဲဆိုတော့ဝင်းကြီးဒီဟာကအပြစ်တစ်ခုပေါ့နော်ကျွန်တော်ရဲ့ပေါ့ရမှုအပြစ်တစ်ခုလို့ဖြုတ်မယ်ဆိုရင်လည်းဖြုတ်ပါတဲ့ဒါပေမဲ့ကျွန်တော်စကားတစ်ခုတော့ပြောပြစေတဲ့ထွန်ဆက်တွေထဲသွားတွေရှွန့်ပင်နေတာဘာများမားလဲတဲ့ဘာအပြစ်ရှိလဲတဲ့လေယာသုံးစက္ကရာတွေဆိုတာ လုပ်ငန်းခွင်ထဲမှာပဲရှိနေရမှာလေယာသုံးစက္ကူရာတွေဟာရှော့လိမ့်လိမ့်ဖုံလိမ့်လိမ့်နဲ့ရှိနေတာဟာကြက်တရေရှိပါတယ်တဲ့ဒါတွေဟာအလုတ်လုပ်နေတဲ့တင်ကေတပဲတဲ့ကျွန်တော်ဟုတ်ရင်တော့ကဝင်းကြီးရဲ့ထွန်ဆက်တွေထဲ့သွားတယ်မှာဖုံတမုံမှမရှိစရာဆိုတဲ့ချမှတ်ထားတဲ့စီကံကျက်ဝင်းကြီးရဲ့အဲ့ဒီဟာကိုကျွန်တော်နားမလည်ခဲ့ဘူးတဲ့ဘာဖြစ်လို့များလေယာသုံးစက္ကူရာတွေကိုဖုံမပြေစေစေချင်ရတာလဲရှော့နေမပြေစေချင်ရတာလဲပေါ့တတ်ရှင်းတဲ့တယ်ဆိုတာကောင်းပေမဲ့စက်လေယာသုံးစက္ကူရာတွေရှော့ပြေနေခြင်းဟာ အလုံးလုံးတာဖြစ်တဲ့အတွက်စက်သေးရှိနေတဲ့အချက်ပဲ။သူလည်းပြန်ပြောတန်းလူတွေကဒီကောင်တော့သေပြီပေါ့ဒီဦးစီးရရှိတော့သွားပြီပေါ့။ဒါပေမဲ့အဲ့အချိန်မှာဝင်ကြီးကအလင်းတစ်ချက်ရသွားပုံရတယ်။ဟာမင်းပြောတာဟုတ်တာပေါ့။လေယာသုံးစက်ကရီယာတွေထွန်ဆက်တွေထွန်ဆက်ဘိန်းတွေထည့်သွားနေမှာရှုပ်ပေးနေတာဟာအလုံးလုံးနေတာအလုံးလုံးနေတာဟာစက်သေးရှိတာပေါ့ဆိုတဲ့စကားကိုဝင်ကြီးကလက်ခံသွားပြီ။အဲ့နောက်ပိုင်းမှာတော့လေယာသုံးစက်ကရီယာတွေဟာရှုပ်နေဖုန်နေပေခွင့် ရပါတယ်ပေါ့နော်အဲ့ဒီမှာကျွန်မပြောချင်တယ်ပြောရေးဆိုခွင့်ဆိုတဲ့ဟာလေးကဒီဝင်းကြီးအဲဝင်းကြီးဆိုတာဒါကတော့ဝင်းကြီးနဲ့ပြောတာပေါ့နော်အဲအဲ့လိုပဲဟောပေါ့တာဝန်ရှိတဲ့လူတိုင်းအဆင့်ကြီးခဲ့ပဲဖြစ်ဖြစ်ဝင်းကြီးပဲဖြစ်ဖြစ်တိုင်းပြည်အုပ်ချုပ်တဲ့လူမင်းပေါ့နော်ဟောဘသူပဲဖြစ်ဖြစ်သူတို့ရဲ့အမားတွေကိုထောက်ပြဝေဖန်ဖို့လို့အတွက်ကျမတို့ပြည်သူတွေအောက်လည်ငယ်သားတွေမှာတာဝန်ရှိတယ်အတာဝန်ရှိတော့ ျမတို့ကမပြောဘဲနဲ့နေရင်ဒီလိုမသိသွားခင်ရင်ဒီအမကြီးတစ်ချိန်လုံးလွဲမယ်ပေါ့အဲ့အနောက်နိုင်ငံတစ်ခုမှာတော့ကျမဖတ်ဘူးတာပေါ့နော်အဲ့ဒီသမဏကိုအာတစ်ချိန်လုံးအပြစ်ပြောတာပေါ့နော်အဲ့မီဒီယာတယောက်ကအတူတူလေးဟိုဟိုကန်းစီသွားလို့ရေကူးကူးပြန်ပြီဟိုစပိန်စီးလို့လဲလို့6လောက်ကျိုးကျိုးပြန်ပြီအဲ့လိုမျိုးပေါ့အဲ့ခါကျသမရဘာလုပ်လဲဆိုတော့လာမင်းဒီလောက်တောင်ပြောသူ့ရဲ့ရုံးမှာပြောရေးဆိုခွင့်ဆိုပြီးတော့မင်းပြောစမ်းခံ ခံထားလိုက်တယ်တဲ့အဲ့တော့အကျိုးဆက်ကဘာဖြစ်လဲဆိုတော့အနည်းကငါအမားတွေလာပြောစမ်းလို့ခွင့်ပြုလိုက်တဲ့အခါတော့သူ့ကိုတကယ်ထောက်ပြရခါမှာသူအမားလုံမိတာနဲတယ်တဲ့ခေါင်းဆောင်နေအမားလုံမိတာနဲတော့ဘာဖြစ်လဲတိုင်းပြည်တိုးတက်တာပေါ့ဒါကိုပင်လျက်ကန်ထားလိုက်ရမယ်အရာမဟုတ်ဘူးတိုင်းပြည်အေဂျင့်တာယာဖို့အတွက်ကဒီပြောရေးဆိုခွင့်ရှိတဲ့လူတွေကပြောဖို့ထောက်ပြဖို့အတွက်တာဝန်ရှိတာဘူးမရှောင်လွှဲမှာလူဆိုတာဘယ်သူမှအမှားမကင်ဘူး ဘယင်လည်းအမမကင်ဘူးဝင်းကြီးလည်းအမမကင်ဘူးတမရာလည်းအမမကင်ဘူးအားလုံးဟာကိုယ်အတွေ့ကိုယ်အသိနဲ့အမရှိတဲ့ခါဒီအမကိုထောက်ပြဝေဖန်ရဲတဲ့ဒါကြောင့်မေပြောရေးဆိုခွင့်ဆိုတာနိုင်ငံတကာပေါ့နော်ဒါတန်တမန်ရဆိုရင်ပြောရေးဆိုခွင့် spoke person ပေါ့ပြောရေးဆိုခွင့်ရှိသူဆိုတာမြန်မာပဲဖြစ်ဖြစ်ခန့်ထားတဲ့ protocol ဆိုရင်လည်းဝင်းကြီးကဘာသာစကားပြောတတ်ပါစေ protocol ဆိုရင်ဝင်းကြီးနဲ့ဒီ တစ်ဖက်နိုင်ငံရဲ့လူတွေကြားမှာ protocol တာဝန်ကြားခံပေါ့နော် interpreter လုပ်တဲ့လူဟာအမြင်နဲ့ရှိရတယ်ဒီလိုဟာပြောရေးဆိုခွင့်ပဲမှားနေတဲ့အကြောင်းအရာကိုထောက်ပြဝေဖန်ရရမယ်ပေါ့အဲ့တော့ကျွန်တော်ကဘုနက်ကစကားနဲ့ပြန်ပြောရရင်အဲတကယ်ချင်းချင်းချင်းဆိုရင်အဲပြောမနာဆိုမနာလို့ပြောတာဒါပေမဲ့တကယ်တကယ်တော့ဟိုတကယ်နာအောင်ပြောရင်နာတတ်ကြတယ်ပေါ့နော်အဲ့တော့ယူစိတ်ချမ်းသာရင်တိုင်းပြည်အခြေဒါပေါ့လို့ပေလျက်ကန်ကျွန်တော်တို့ထားလို့မရဘူးပြောရေးဆိုခွင့်ရှိတဲ့သူကလည်းပြောရမှာဖြစ်တယ်လို့ အဲတာဝန်ရှိတဲ့လူကလည်းထောက်ပြဝေဖန်ရင်နားထောင်နိုင်တဲ့စွမ်းရည်ရှိပြီးတော့ပြုပြင်ရှယ်တဲ့တက်တီလည်းရှိဖို့လိုတယ်လို့ထင်တယ်။အဲတော့ခေါင်းဆောင်တွေအမှားလုပ်မိတာနဲ့တိုင်းပြည်အေဂျင့်နဲ့တိုင်းပြည်အေဂျင့်တော့ပြည်သူတွေဘဝလည်းအေဂျင့်တွေပြည်သူတွေဘဝအေဂျင့်တော့တော့တန်မြာလေးတယ်ဆိုရင်တော့တိုင်းပြည်ကြီးလည်းဖွံ့ဖြိုးတိုးတက်အေဂျင့်တာပေါ့ရှင်။ ဒါလေးကကြော်ရေးဆိုမျိုးဆိုတဲ့ concept နဲ့ကျွန်မပြောခဲ့ရှိခဲ့တဲ့အကြောင်းအရာလေးတွေပါဒီဘက်တော့ဒီလောက်ပါပဲနောက်တစ်ဘက်တင်းငွေနေနေတွေမှာအာကျွန်မဒီ grace under pressure ဆိုတဲ့ concept အောက်ကနေပြီးတော့ဘာအကြောင်းအရာလေးတွေကိုဆွေးနွေးသွားမယ်ဆိုတာကိုပြောပြရင်းနဲ့ဒီဘက်တော့ဒီလောက်ပါပဲ blessing ကျွန်မရဲ့ YouTube channel လေးကိုနားထောင်ပြီး like and share and subscribe နေကြတဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်ဒီဘက်တော့ဒီလောက်ပါပဲ